အဲ့ဒီအချိန်မှာပဲအော်ဟီတန်နဲ့အတူအနာကက်ကခေါင်းဆောင်နဲ့သူ့လူနှစ်ယောက်ကအခန်းထဲကိုဝင်လာခဲ့ကြတာပါမိဝိုင်းကဟမ်ဟိုလူတွေပဲဒီကလေးတွေတော်တော်တုံးတာပဲကြုတ်ထောင်နာခဲ့တဲ့ထောင်ချောက်တွေကိုအချိန်တို့တွင်မှာတန်းဝင်လာကြတယ်ဒီဘိုင်းမှာတော့အနာကကအောင်မရမှာရှိနေတဲ့ဖိုးထုတို့ဘွေဟာ တို့ပျောက်ဆုံးသွားတဲ့ဈေးကြီးကိုပြန်ရှာနိုင်မှမလားဒါမှမဟုတ်ဘလို့ခဲခဲမျိုးတွေနဲ့ဆက်ကြုံရအောင်မလဲဆိုတာကြည့်လိုက်ရအောင်ပါနော်အတိတ်ကိုပြန်ကြားဖို့လုံနေတော့မှဖိုတူပေါင်းမိရေးတွေကဈေးကြီးပျောက်ဆုံးခဲ့တဲ့အတွက်ကြောင့်အကောင်လုံးကအခက်တွေးကုန်ကြ ಡಿ မိဝိုင်းကဟဲ့ဖိုတူဘလို့ဖြစ်တာလဲနင်နောက်နေရလားငါမနောက်ဘူးမိဝိုင်းရဲ့ဈေးကြီးကတကယ်ကိုမရှိတော့တာဟာငါသိပြီငါတို့ ဟိုကိုကြီးနှစ်ယောက်နဲ့တက်ခိုက်နေတော့ကြပြောက်သွားခဲ့ရတဲ့နေဟုတ်လောက်တယ်ဟာဘလို့လဲတို့တွေအခုချက်ချင်းပဲပြန်သွားရှာကြမလားအချမ်းမမီးစိန်ကခုကမောင်းနေပြီဆိုတော့မနေ့အစောပိုင်းမှာပြန်သွားရှာကြမလားဒီချိန်ကြီးဆိုတော့ကြနေရင်လည်းဘယ်သူမှတော့မယူတော့ပါဘူးဟုတ်တယ်ဘိုးတို့ရဲ့တို့တွေမိုင်းမီးစိန်ပြောသလိုပဲလောက်ကြတာပေါ့အေးကွာတို့လည်းတနင်္ဂနွေပြင်မထားတာဆိုတော့ခုအိတ်လိုက်ပြီးမနေ့စောစောမှာလိုက်ရှာကြတာပေါ့ ဒီလိုနဲ့ပို့ထုတို့လည်းအိမ်ဖို့အတွက်အခန်းထဲကိုဝင်သွားခဲ့ကြတယ်။တပတ်မှတော့တောင်းကြောင်နေရကြောင်းဆေးရီပလင်းကိုရှူပြီးသူတို့ခေါင်းဆောင်စီကိုပြန်ရောက်လာခဲ့ကြတာပါ။ထိုင်ကုန်မှာတိုင်ရင်ကော်ဖီတောင်းနေတဲ့ခေါင်းဆောင်ကကျုပ်မင်းတို့နှစ်ယောက်ကိုလူကော်ခိုင်းလိုက်တာလေခုဗမာတော့ဟိုဟိုဆရာကြီးကျွန်တော်တို့လူကိုမခေါ်နိုင်ခဲ့ပေမယ့်တောင်းကြောင်စကားမစုံးလိုက်ခင်မှာခေါင်းဆောင်ကအော်ပြောလိုက်တယ်ဟာ မခေါ်နိုင်ခဲ့ပေမဲ့မလို့ချင်းရှာအောင်ခေါ်လာခဲ့လို့ပြောလိုက်တာလေခွကြံချင်းပြန်သွားခေါ်လာခဲ့ဟုတ်ဟုတ်ကဲ့ပါစာကြီးအဲ့လိုပြောပြီးထွက်သွားဖို့လုံမရကြတော့ဟိုဆရာကြီးကျွန်တော်ပြောတာတေချာနားထောင်မအောင်ကျွန်တော်တို့လူဝမခေါ်လာနိုင်ခဲ့ပေမဲ့သူတို့အတိတ်ကိုပြန်လို့မရအောင်ဆေးရပလင်တော့ယူလာနိုင်ခဲ့ပါတယ်ဘာဆေးရဟုတ်လားချက်ကိုပြီးစမ်း ဒီလိုနဲ့ရာကျော်လေးကောင်းဆောင်ကိုစေးရီပလင်ပေးလိုက်တယ်။ကောင်းဆောင်ပြည့်သူကစေးရီပလင်ကိုတိစားကြည့်ပြီးချိန်မှာထိုက်ရီတော့တာပါ။ဟာဟာဟာဒါပဲလေတော်ရီမင်းတို့တိတ်တော်ရီဒီညတော့အိတ်လိုက်တော့မနေ့ပြန်ကြရင်ဘာပြန်ဆက်လို့ရမလဲဆိုတာကြုတ်ပြောမယ်။ဟုတ်ဟုတ်ကဲ့ပါဆရာကြီး။ဒီလိုနဲ့တောင်းကြော်နေရာကျော်လေးသူတို့ကောင်းဆောင်နာနဲ့ထွက်လာခဲ့လိုက်ကြတယ်။ နောက်နေ့မနေ့ရောက်တော့အเจ้าမမိစိန်နဲ့ပို့သူတို့အဖွဲ့လေးစေးရီပလင်ရှားကြဖို့အတွက်မနေ့ကသူတို့ရှိခဲ့တဲ့နေရာကိုပြောင်းလာခဲ့ကြတာပါ။ကဲခြုံနေကြပါမကြမ်းအကုန်အာယုံစိုက်ပြီးရှားကြမယ်။ Okay okay လုပ်ငန်းစားကြမယ်ဟိ။ဒီလိုနဲ့သူတို့အဖွဲ့လေးကုံကုံကွာကွာနဲ့လိုက်ရှာနေကြတော်ရီ။အတန်ကြောင်လိုက်ရှာကြပြီးနောက်မှာအเจ้าမမိစိန်ကဟဲ့ကလေးတွေတွေ့ကြရဲ့လား။မတွေ့သေးဘူးမိုင်းမိစိန်ရဲ့ အာဒီနေရာမှာကြကြံနေတာတော့မဟုတ်လောက်ဘူးတင်နေဟမ်ဒီနေရာမှာကြကြံနေတာတေးကြရေးဗျကျွန်တော်တင်တော့တယောက်ယောက်ကကောက်ရသွားခဲ့ပြီတင်နေဟာဖျံဖို့တို့ခုနကပန်းချောင်ကြည့်လိုက်စမ်းမောင်းငပိတ်ပြောချောင်ဖို့တို့တော့လေငပိတ်ညွန်များကို ကြည့်လိုက်ကြချိန်မှာဟမ်အထိတ်ကိုပြန်နဲ့လမ်းဆိုပဲဟမ်မိုင်းမိစိန်ဒီပန်းချက်မှာအရင်ကဒီဇိုင်းမျိုးရှိနေခဲ့တာလား အဲ့ဒါတော့မိုင်းလည်းမပြောတတ်ဘူးဘိုးတူရဲ့မိုင်းသတိထားမိတဲ့လောက်တော့အရင်တော့ကဒီဇိုင်းဘုတ်ကိုမတွေ့မိတယ်လို့ပဲဒီလိုနဲ့မိဝိုင်းကဒါဆိုအဲ့ဒီပန်းချံမှာချိန်ထားတဲ့ဇိုင်းဘုတ်ကခုမှပေါ်လာခဲ့တာပေါ့နော်ထို့တော့ထူးဆန်းတယ်လို့ပဲဒီလိုလုပ်လေအဲ့ဒီပန်းချံတွေကိုအရင်ဝင်ကြည့်ကြတာပေါ့ဟုတ်ပြီလေဒီလမ်းမှာလည်းစေးရပလင်မတွေ့ရဘူးဆိုတော့အတိတ်ကိုပြန်လို့ရမယ့်နီလန်းကိုရှာချဖို့အတွက်ပန်းချံတွေကိုပဲဝင်သွားကြည့်ကြတာပေါ့ ။ဒလူနဲ့ပို့ထူတို့လည်းပန်းချံရှိရာဘက်ကိုထွက်လာခဲ့လိုက်ကြတယ်။ပန်းချံလေးကိုအရောက်မှတော့ပန်းတွေအများကြီးနဲ့လှကျင်တိုင်းလှနေအောင်မြင်ကြရမှာပါ။မိဝိုင်းကဝါးပန်းချံတွေကပန်းတွေကစုံစုံလင်လင်နဲ့လှပနေလိုက်တာ။ဟုတ်ပါနော်။လှလိုက်တာစိတ်ကိုချမ်းသာသွားတာပဲ။ညပိမင်းဟိုနာအပင်ကိုဘလို့မြင်လဲ။အဲ့ဒီပင်ကဘာဖြစ်လို့လဲပို့သူရဲ့ ငါစိတ်တင်တော့အဲ့ဒီပင်မှာတခုခုရှိနေတယ်လို့ပဲ။မရှိလို့တော့ဖိုးထူးကလာအရင်သွားကြည့်ကြမယ်။ဒလုံနဲ့ဖိုးထူးနဲ့ငပိန်လေအဲ့ဒီပင်အောင်သွားလိုက်ကြသည်။အပင်အောက်ကိုရောက်မှတော့နှစ်ယောက်သာအန်အန်တင်သွားခဲ့ကြတာ။အเจ้าမှာတော့သူတို့ရှာနေရဲ့စေးရီပလင်ကအပင်နေမှာအသီးတွေလို့ချိန်ဆွဲထားတာကြောင့်မဟမ်ဒါဘလို့ဖြစ်တာလဲ။မဟုတ်မှအတိတ်ကိုပြန်လို့ရတဲ့စေးရီပလင်နေတီးတဲ့အပင်များလား။ အိမ်တော်တော့တော်ဘိုးတို့သုံးယောက်သားနေဖိုးထုတို့အနာကိုရောက်လာခဲ့ကြတယ်။မိဝိုင်းကဟေးဒါဒုရှာနေရဲ့စီးရီပလင်းနေမဟုတ်လားဟာဟုတ်တယ်ဟာဒါကဒုရှာနေရဲ့စီးရီပလင်းနေပဲဒါပေမဲ့ဘလို့ဖြစ်ပြီးဒီလိုအများကြီးရှိနေရဲ့ဆိုတာတော့မပြောတတ်ဘူးဒါဆိုတခုယူပြီးတော့ကိုပေါ်မှာပိုက်ပြန်းကြည့်ပါလားဟုတ်မဟုတ်အပြည့်သိရတာပေါ့အဲ့လိုမစင်မကျင်လုံးလို့ဖြစ်ပါမလားမာကြီးရဲ့ မာကြီးပြောသလိုလုံးမှာပဲအကြောင်းသိရမှာ ው မဟုတ်ရင်ဒါအတိတ်ကိုပြန်လို့ရတဲ့စိတ်ရပလင်ဟုတ်မဟုတ်မသိနိုင်တော့ဘူးလीအင်းလေတို့အကုန်လုံးအရင်စမ်းကြည့်ရဖို့မဟုတ်ရင်ဘလို့လို့မလဲဘို့တော့ငါတော့လိုက်မလို့ဘူးနော်ဒါလို့ဆိုတို့အလုံးကအတိတ်ကိုပြန်သွားခင်နေတယောက်တည်းဒီမှာကြံခဲ့မှာလားဟင်အဲ့လိုလဲမကြံခဲ့နိုင်ပါဘူးအဲ့ဒါဆိုလဲပြီးရောလာအတူသွားကြမယ်အိမ်တော့ဖိုးသူတို့၄ယောက်သားအတိတ်ကိုပြန်ရောက်မတော်ဘူး စံသက်ခံတခုတွေကိုရောက်လာခဲ့ကြတာပါတုပ်ပေါ်ကဟမ်ဒီနေရာကဘယ်နေရာများလဲဒါစံသက်ခံမဟုတ်လားယင်ဘုဒ္ဓဟုတ်တော့တရားဒူရီပပြန်လိုက်တဲ့စေးရအတိတ်ကိုခေါ်ဆောင်သွားတဲ့စေးရမဟုတ်ဘူးဒီစံသက်ခံတွေကိုခေါ်ဆောင်လာတဲ့စီဖြစ်နေခဲ့တာပဲအဲ့ဒီအချိန်မှာပဲအော်ဟီတန်နေတူအနာကက်ကခေါင်းဆောင်နဲ့သူ့လူနှစ်ယောက်ကအခန်းထဲကိုဝင်လာခဲ့ကြတာပါမိဝိုင်းကဟမ် ဟုတ်လူတွေပဲဟာဟာဟာဒီကလေးတွေတတော်တုံးတာပဲကျုပ်ထောင်နာခဲ့တဲ့ထောင်ချောက်တွေအချိန်တို့တင်းမှာတန်းဝင်လာကြတယ်ဒါဆိုဒီအကူကြီးကကျွန်တော်တို့ကိုခေါ်လိုက်ရတဲ့အကြောင်းအရာဘာများလဲမင်းကဒီဘွက်တွေမှာကောင်းဆောင်တင်နေစကားပြောတဲ့ပုံစံကိုကြိုက်တယ်ကဲပါမင်းမင်းနေမှာတော့ပြောပြရတာပေါ့မင်းတို့ကအတိတ်ကနေလာခဲ့ကြတဲ့သူတွေမှောက်လားအဲ့တော့ကျွန်တော်စီကနေဘာလို့ကျင်တာလဲမဆိုးဘူးမင်း ကျုပ်ပါအောင်လိုချင်နေဆိုတော့သိမယ်ထင်တယ်။ဒီနေရာကမင်းတို့အတွက်တရားမဝင်တဲ့နေရာပဲ။ကျုပ်ရွာတကြီးကိုတိုင်လိုက်ရင်မင်းတို့ဘာဖြစ်သွားမယ်ထင်လဲ။မင်းတို့တသက်လုံးအနာကက်ရွာတွေကနေအိမ်ဝင်မပြောင်းနိုင်မဖြစ်သွားလိမ့်မှာ။ဒီကိုကြီးကတော့လေကျွန်တော်တို့လာချိတ်ချောက်နေပြန်ပြီ။ကျွန်တော်မလုံနိုင်တာဘာမှမရှိဘူးဗျ။မရရှောင်ပြန်မှာ။ကဲပါထားပါတော့။ကျုပ်မင်းတို့ဒီကိုခွန်လိုက်တဲ့အကြောင်းကမင်းတို့စီရီကိုကောက်ရထားလို့ပဲ။ဟာဒါကကောက်ရထားတာမဟုတ်ဘင်းနဲ့ ိလို့တက်တက်ယူထားတာဗျာ။음အဲ့လိုပဲဆိုတော့မင်းတို့စီကိုပြန်လို့ချင်းရင်ကြုတ်ခိုင်းတာတကူလုတ်ပေးရမယ်။ဟမ်ဘယ်လိုလုတ်ပေးရမှာလဲ။အဲ့ဒါရွှေရှိမာရင်မင်းတို့ဖွဲနေတူအတိတ်ကိုခေါ်သွားပေးရမယ်။ပြီးရင်ဒီကိုပြန်ပို့ပေးရမယ်။ဘယ်လိုလဲ။အကိုတော့အတိတ်ကိုသွားပြီးတော့ဘာသွားလို့မလို့လဲ။အဲ့ဒါပြောပြပေးပါ။음အဲ့ဒါကျုပ်တို့ဘိုးဘွားပိုင်မြေမှာမြုပ်ထားတဲ့ရွှေတစ်တောင်သွားရှာကြည့်အောင်ပါ။ဟမ်ဒါဆိုကျွန်တော်တို့ဟာ အဲ့ဒီဘိုးကအတွက်ဘာပြင်ရမှာလဲဟာမင်းတို့ကိုပြန်ဖို့ပေးရလေအဲ့ဒါဘိုးကပဲပေါ့အဲ့လိုတော့မရအောင်လေဗျာအကိုကြီးကိုကြာအသွားပြန်လုပ်ပေးရမှာလေကျွန်တော်တို့ကြာအသွားပဲလားဟုတ်ပြီလေဒါလို့ဆိုခွေရောက်ရင်လေရွှေသစ်တာတူဖို့ကိစ္စကိုမင်းတို့ဘက်ကအပြည့်အဝကူညီပေးအဲ့လိုဆိုရွှေသစ်တာတွေကရွှေတွေကိုဆယ်ပုံပုံရင်၃ပုံပေးပေးမယ်ဟုတ်ပြီလေအဲ့လိုလုပ်ကြတာပေါ့ဘို့သူတို့ရုံရပါမလား ရပါတယ်ငပေးရအရင်ဆုံးတို့အတိတ်ကိုပြန်သွားဖို့အရေးကြီးတယ်ကျန်တာကိုနောက်မှကြည့်ရှင်းကြတာပေါ့โอเคလေတီထွင်သူကောင်းဆောင်ကကဲရကြော်ကြီးစီးပလင်ကိုပေးလိုက်ကွာအဲနောက်တော့ပို့ထုတို့အကုန်လုံးလေးတနေရာထဲမှာစုနေလိုက်ကြပြီတီထွင်သူကောင်းဆောင်တို့အဖွဲ့နေတူအတိတ်ကိုခင်းနေလာခဲ့ကြသည်အတိတ်မှာရှိတဲ့ရွာလန်းတနေရာကိုရောက်မှတီထွင်သူကောင်းဆောင်က ဝါတတော်ခေါင်းနဲ့ရွာကြည့်ပါလားအောင်မသူများရွာအောင်များနေကြည့်ပါအောင်နော်ပြီးမှမပြောင်းချင်းဖြစ်နေဦးမှာဖို့သူဒီလူတွေကိုဘယ်လိုလုပ်မှလဲอืมအရင်ဆုံးကိုကြည်ကြီးစီကိုခေါ်သွားကြတာပေါ့ကဲဗျာအကိုကြီးတို့ကျွန်တော်နောက်ကိုလိုက်ခဲ့ပါအဲ့လိုပြောပြီးငပင်ရရှိကနေထွက်သွားတော့တောင်းကြလို့ဆရာတပည့်တွေလည်းနောက်ကနေလိုက်သွားခေးစားရင်းမိမိုင်နေအင်ရင်ပြန်နှစ်ပါလားနင်တို့အင်ကစိတ်ပူနေမှာစိုးရတယ် အင်းနော်ငါအိမ်ရှင်ပြန်နေမယ်တိလားအချောင်းထိုးရင်ငါ့ကိုဖုန်းဆက်လေဦးโอเคโอเคဆက်လိုက်မယ်ဒီလိုနဲ့မိဝိုင်းလေးအိမ်ပြန်တဲ့လမ်းကိုတယောက်တည်းထွက်သွားခဲ့တော်ရီအနောက်တော်ပိုးထူးတို့လည်းမော်စရာချက်ကြီးအိမ်ကိုရောက်လာခဲ့ကြတာပါကိုချက်ကြီးရေဘို့ကိုချက်ကြီးဟေးပိုးထူးတို့ပြောင်းလာမလားဟုတ်တယ်ကိုချက်ကြီးကအေးကွာအဲ့လိုဆိုလဲအိမ်ထဲကိုဝင်လာခဲ့လိုက် ကျုပ်အိမ်ထဲမှာရှိတယ်။ဟုတ်ကဲ့ပါကိုကြက်ကြီး။ကဲအကိုကြီးတို့အိမ်ထဲကိုဝင်ကြရအောင်။တီတွင်သူကောင်းဆောင်ကဒါကဘသူ့အိမ်များလဲ။အနာဂတ်ကိုသွားလို့ရအောင်တီတွင်နားတဲ့သူရဲ့အိမ်ပဲ။ဟောအဲ့လိုလား။အနောက်တော်ဘိုးတို့တို့လည်းမော်ဆရာကြက်ကြီးအိမ်နေကိုဝင်သွားခဲ့ကြတယ်။ဒလုံးနဲ့ဘိုးတို့တို့လည်းမော်ဆရာချက်ကြီးအိမ်နဲ့ကိုရောက်လာခဲ့တာပါရှင်ရီချမ်းတောင်ရင်စာအုပ်ဖတ်နေတဲ့မော်ဆရာချက်ကြီးဟာ ဖိုးထူးတို့ကိုမြင်တော့အော်အဲ့တယ်လေပါလာပြီလာလိဗျထိုင်ကြအောင်ဟမ်အဲ့လိုနဲ့အကုန်လုံးကအကန်းရှိမှဝိုင်းထိုင်လိုက်ကြသည်တီတွင်သူကားဆောင်ကကျုပ်နမေကမြို့အောင်မှာကျုပ်ကအနာကက်အောင်မဲရွာပါဒါကတော့ကျုပ်တပည့်နှစ်ယောက်ပါတောင်းကြနေရှာကြော်တဲ့ဟုတ်ကဲ့ကျုပ်နမေကချက်ကြီးပါမော်ပညာနဲ့နီးပညာကိုပေါင်းပြီးတော့လိလာနေရသူပါအိုးမိုက်တာပဲဒါဆိုရင်တော့ကျုပ်လူရင်းမဲပြောပါမယ် ကျုပ်ကဒီမှာရှိနေတဲ့ဘိုးဘွားပိုင်ရွှေသိက်တောင်တူဖို့ဘူးရောက်လာခဲ့တာပါဘလို့ဖြစ်တာလဲဖို့တူဟိုဒါကဒလဝါကိုချက်ကြီးဒလုံနဲ့ဖို့တူလေသူတို့အနာခဲ့ရွာမှာကျဝင်းသိမ့်မြအရာအလုံးကိုပြောပြလိုက်တော့လေဖို့တူပြောပြပြီးအဆုံးမှာမှော်ဆရာချက်ကြီးဟာကောင်းပြီလေကျုပ်လူရင်နဲ့ပေးယူလုပ်ခဲ့တာဆိုတော့ကျုပ်ဘက်ကတတ်နိုင်တယ်မြအကောင်းဆုံးကူညီပေးသွားပါမယ်ကျေးဇူးပါဗျာဒါဆိုကျုပ်တို့လုပ်ငန်းစလိုက်ကြတော့မလား โอเคလေစကြတာပေါ့ကဲညာကျော်ကြီးကြုပ်ယူခိုင်းခဲ့တဲ့ရေပုံစာရွက်လေးပေးပါဟုတ်ကဲ့ပါဆရာကြီးဒလုံးနဲ့ရာကျော်လေးတီတွင်သူခေါင်းဆောင်ကိုရေပုံစာရွက်ထုတ်ပေးလိုက်တယ်ဒီမှာပါဆရာကြီးအေးဟုတ်ပြီအဲ့နောက်တော့ရေပုံစာရွက်ကိုမော်ဆရာချက်ကြီးဟာသိစိတ်ကြည့်တော်တယ်ဒီအဝိုင်းဝိုင်းထားတဲ့နေရာရွှေတက်တာရှိရဲ့နေရာလားဟုတ်တယ်ဗျအဲ့ဒါနဲ့မော်ဆရာချက်ကြီးဟာကဲဖို့ထူလို့ မင်းတို့လည်းကြည့်လိုက်ကြအောင်ဟုတ်ကဲ့ပါကိုချက်ကြီးဒီလိုနဲ့ပိုးထုတို့သုံးယောက်သာမော်စီယာချက်ကြီးပြီးတဲ့မြေပုံစာရွက်ကိုတေချာကြည့်နေခဲ့တော်ရင်ငပယဟာဒီနေရာရေခမ်းကြီးမဟုတ်လားဟုတ်တာပဲနေရာဒုရနောက်ကရေခမ်းကြီးပဲဟာဒီကခေါင်းဆောင်ကိုကြီးအကိုကြီးရွှေတက်တာရှိနေတဲ့နေရာရေထဲမှာဖြစ်နေပါတယ်အဲ့ဒါအလင်းမြန်ရှာဖို့တော့လွယ်ကူမှာမဟုတ်ပါဘူးရပါတယ်ကိစ္စမရှိဘူးကျက်တဲ့လောက်အချိန်ကြာပါလိမ့်စီ အဓိကကျုပ်ရွှေတွေပြန်တွေ့ဖို့အရေးကြီးတယ်။ဟုတ်ပြီလေအဲ့လိုဆိုနေအဲ့ဒါနဲ့တောင်းကြောဟာဟိုဟိုဆရာကြီးကျုပ်တို့ဟာရေထဲကိုဆင်းရှာအောင်မလာရင်ဒါမို့ဟာတက်တာရေထဲရှိနေအောင်ရေထဲဆင်းမရှာလို့မင်းကဘယ်နာမှာသွားရှာခြင်းလို့လဲမမမဟုတ်ပါဘူးဆရာကြီးရဲ့ကျုပ်တို့ရေကူးဝတ်စုံနဲ့လည်းပါမလာခဲ့ဘူးလေအဲ့ဒါတော့ပူပါနဲ့ကျုပ်တို့ဖေဟာရေထဲမှာကြာကြာနေနိုင်ပါတယ်အေးလေကွာမင်းတို့ကငါးသိက္ခာကိုချနေကြလား အနာဂတ်ကလာပြီဒါလေးအောင်မစွမ်းနိုင်ဘူးလားဟာစွမ်းစွမ်းနိုင်ပါလေစာကြီးအေးအဲ့လိုဆိုလဲပြီးရောအကုံလုံးသဘောနှညီမှုရပြီနော်အကုံလုံးကမော်စီယာချက်ကြီးတို့အိမ်တွေကနေထွက်လာခဲ့ကြတယ်အဲ့နောက်တော့ဖိုးထူးတို့လည်းကန်ကြီးရှိရာကိုရောက်လာခဲ့ကြတာပါရာကျော်ကဟိုဖိုးထူးတို့ရွှေသေးတာရှိနေရဒီကန်ကြီးထဲမှာလိုင်းဟုတ်ပါတယ် အကိုတို့ယူလာတဲ့မြေပုံတိုင်းဆိုရင်တော့ဒီကန်ထဲမှာရှိနေရပါကျုပ်ဘူးဘွားတွေလည်းဘလို့စိတ်ကူနေဒီကန်ကြီးတဲ့ကိုရွှေတွေမြုပ်ခဲ့ရတာလည်းမသိဘူးဒီနေရာအရှင်တော့ရှင်မရှိဘူးဗျနောက်ပိုင်းမှာတခြားနေရာမြေရီရောက်လာခဲ့ပြီးကန်ကြီးပြည်တရှိနေခဲ့တာပါဟမ်အော်အဲ့လိုကဲငါပိရင်ရေရောက်တဲ့ကိုစဉ်းစားတော့မလားစဉ်းစားတာပေါ့အနောက်တော့ဖိုးထူးနဲ့ငါပိလေးရေကန်ထဲကိုပုံစင်းသွားခဲ့တယ် တည်တွင်သူခေါင်းဆောင်ကကဲတောင်းကြောင်နေရကြလုံလီကွာဟိုမှာကလေးတွေတော့ဆင်းသွားကြပြီဟုတ်ဟုတ်ကဲ့ပါစာကြီးလည်းလုံနေတောင်းကြောင်နေရကြလေရေထဲကိုခုံဆင်းသွားခဲ့တယ်အနောက်တော့ဖိုတူတို့နေအောင်နဲ့တောင်းကြောင်တို့နေအောင်လေရေထဲမှာစုံနေကြရမှာဖိုတူကငပိတ်ကိုလက်ဟန်ပြပြီးဟိုဘက်မှာသွားရှာကြည့်ဖို့ပြောလိုက်တယ်ငပိတ်ကလည်းလက်ဟန်နဲ့โอเคဆိုပြီးပြန်ပြောခဲ့တာပါ တောင်းကြနေရကြတော့ရေထဲမှာကြာကြာမနေနိုင်ပြီရေပေါ်လုံးတွေထွက်လာလို့အပေါ်မြင်မြင်ပဲပြန်တက်လာခဲ့လိုက်တယ်။ခဏကြာမှတော့တောင်းကြနေရကြောင်းဟာရေပေါ်ပြန်ပေါ်လာခဲ့တာပါ။တီတွင်သူကောင်းဆောင်ကဟာဟဲ့အောင်နေဘာလို့မြင်မြင်ပြန်တက်လာရတာလဲ။ကျုပ်ယန္တနာတစ်တောင်တွေ့ခဲ့ရလား။ဟာရာကြောင်းဟာအမောပြေလိုက်လို့ မမတွေ့ခဲ့ပါဘူးဆရာကြီး။ဟာကွာမင်းတို့နှစ်ယောက်ကလေကလေးလောက်တော့အဖြစ်မရှိပါလား။ကိုချက်ကြီးငမိန်တဲ့ဘိုးတို့ကအဆင်ပြေပါမလားယင်။ရေထဲစင်းသွားတာကြာနေပြီဗျ။အဆင်ပြေပါပါတော့ဘိုးရဲ့။တို့တွေကရေထဲမှာဒီတက်တော်မှကြာကြာနေနိုင်သေးတယ်။တို့အဲ့လိုပြောနေတော့ရေထဲကနေတရေတကောင်နေတူဘိုးတို့ကစစ်တာတလုံးကိုယူပြီးတော့ပြောင်းရောက်လာခဲ့တာပါ။တီထွင်သူကောင်းဆောင်ကဟာကျွှေရီပါလာပြီနဲ့တူတယ်။ ဒါနဲ့ဟိုကလေးနဲ့တူပါလာတဲ့ရိုးစွစွနဲ့တယောက်ကဘသူတုံးတရက်လေးကိုကြီးရဲ့တရက်ကိုတကားမှမမြင်ဘူးလားအောက်မလေးတရက်ပြူတရက်တရက်ဒါလိုနဲ့တောင်းကြုံနေရကြုံနေတရက်ကိုမြင်ပြီးတော့ခုံပေါက်နေကြတော့ရီအကုန်လုံးကုံမောက်ကိုပြန်ရောက်မှဖို့တူပါကဲတည်တွင်သူကောင်းဆောင်ကြီးကိုကြီးရဲ့ယန္တနာလို့တင်ရတဲ့တက်တာတလုံးတော့ရလာတယ်။ဟုတ်မို့တော့ဖွင့်ကြည့်ပါ။ဒီလိုနဲ့တွင်တွင်သူကောင်းဆောင်လေး သူစီမှာပါလာတဲ့တော့နဲ့တက်တာကိုဖွင့်လိုက်ခြင်းမှာအထဲမှာရှိနေတဲ့ရွှေတွေကိုမြင်လိုက်ရတာပါဟာဒါပဲလေကျုပ်ရှာနေတဲ့ကျုပ်တို့ဘိုးဘွားဝိုင်ပစ္စည်းတွေ ਆ ဒါပဲအဲ့ဒါနဲ့ငပင်ဟာဒါဆိုရင်တော့ကိုကြီးကိုကြီးကဒီကကိုကြီးတည်းကိုကျေးဇူးတင်ရမှာပါသူကဒီတက်တာကိုစောက်ရှောက်နေတာကြာပြီဗျဟမ်ဟေးဟုတ်လားမင်းတို့အတိတ်မှာတရေတွေကစူးစူးပဲပြီးတာမဟုတ်ဘဲနဲ့ကောင်းကျိုးရောပြီးတာလားဟင် อืมတရေရိဆိုတိုင်းအကုန်အစိုးကြီးပဲမဟုတ်ပါဘူး။ကောင်းတဲ့တရေလည်းရှိတယ်လို့ဆိုးတဲ့တရေလည်းရှိပါတယ်။ဂျေဆုတင်လိုက်တာတရေရေ။ဒါလို့နဲ့အနာဂတ်ကတည်တွင်သူလေတရေဂျေဆုကြောင့်ယန္တနာတိတ္တာရှားသွားခဲ့တာကိုဂျေဆုတင်ဆုံးဖြစ်ပြီးဝမ်းသာနေနေအနာဂတ်ကိုတကြောပြန်ခရီးထွက်တဲ့ဇလန်လေးလေးပြီးဆုံးသွားခဲ့တော့လေ။